ပစ်စီပါလေလောက်တာတော်တယ်ဆိုတော့စားပစ်ပါတယ်အဲပြီးတော့တစ်ဖက်ပြောတာလည်းကောင်းတယ်ဟုတ်ရေးစမ်းတော့ကျေဖို့ယူမှာမဟုတ်ဘူးလေနော်ဒါဘုံတော့မှတ်ပါလေဒါမှတ်ပါလေဒါပေမဲ့ तू ခုနပြောဆို motivate လောက်တက်တယ်ဆိုပေမဲ့လေကျွန်တော်က तू ဒီတန်းလေးပဲကျွန်တော်ကအလှလေးပဲထိုင်ကြည့်နေ ပေါ့ဟိုးယင်เนี่ยဆိုပြီးပြောတယ်ဟိုးယင်เนี่ยရရတယ်ဒီတိုင်းပဲဟိုဘယ်လိုပြောမလဲချက်ရမယ်လှုပ်ရမယ်အဲ့လိုမျိုးတွေမရှိဘူးအမှုပညာအလုပ်ဆိုလဲစုပြည့်တဘောလှုပ်ချင်လဲလှုပ်မလှုပ်ချင်လဲရရတယ်အဲဟင်းဆိုလဲလှုပ်ချင်လဲလှုပ်မချက်ချင်လဲရရတယ်ဘာမှမဖြစ်ဘူးအဲ့လိုမျိုး ွဲလေးကတော့စူပြီတို့ဒီမန္တလေးကင်းကတော့စူပြီနဲ့လည်းအလုပ်တွေအများကြီးလုပ်ပြီးရဲအဲနောက်တစ်ခါကျစူပြီတို့ personal ပေါ့နော်တော်တော်လေးကိုခင်မရင်းနှီးပါတယ်အဲစူပြီနဲ့ရောကိုငယ်နဲ့ရောပေါ့နော်မြောက်စလုံးနဲ့လည်းခင်မရင်းနှီးရဲဆိုတော့ဒီပွဲလေးမှာစူပြီတို့တက်ရောက်ပြီးတော့ပါဝင်အဖြစ်ဖြစ်တာပါဟုတ်ကဲ့သူကတော့ဥစ္စာပေါ့နော်သူကတော့ဒါရှမ်းပေါ့နော်ကျွန်တော်ကတော့ဘာရှမ်းလဲတော့မသိဘူးအစားပြစ်ပါတယ်။ဟိုဆန်ဖစ်စီပါတယ်လောက်တာတော်တယ်။ဆိုတော့အစားပြစ်ပါတယ်။ အဲပြီးတော့တစ်ဖက်ရေပြောတာလည်းကောင်းတယ်နော်အဲโอเคပါဘူးငါချက်ကျဲဖို့ယူမှာမဟုတ်ဘူးလေနော်ဒါပေမဲ့ဒါကမှတ်ပါတယ်ဒါမှတ်ပါတယ်ဟိုဒါပေမဲ့ तू ခုနပြောမိုဒီဘိုင်လောက်တက်တယ်ဆိုပေမဲ့လည်းကျွန်တော်ကသူ့ကိုဒီတန်းလေးပဲကျွန်တော်ကအလှလေးပဲထိုင်ကြည့်နေတယ်အော်ပြောတာပေါ့ဟိုးယင်နေရဆိုပြီးကိုပြောတယ်ဟိုးယင်နေကရတယ်ဒီတိုင်းပဲဟိုဘယ်လိုပြောမလဲထက်ရမယ်လှုပ်ရမယ်အဲ့လိုမျိုးတွေမရှိဘူးအမှုပညာအလုပ်ဆိုလဲစုပြည့်သဘောလှုပ်ချင်လဲလှုပ်မလှုပ်ချင်လဲရတယ် အဲဟင်းဆိုလည်းလှုပ်ချင်လည်းလှုပ်မချက်ချင်လည်းရတယ်ပါအမြူအဲ့လိုမျိုးဟုတ်အော်ပျော်ရတာပေါ့ပျော်လဲပျော်ရတယ်ဟိုကြည်လဲကြည်တတ်တယ်ပီတီလဲဖြစ်တာပေါ့ဟုတ်ပါတယ်တတ်မှုထားတာပေါ့တတ်မှုထားတယ်တတ်မှုထားလို့လည်းပဲအခုလိုမျိုးလေးတွေကျွန်တော်တို့ကဟိုရှစ်ဆက်ဖြစ်တာပေါ့အဲ့ဒါကလည်းကျွန်တော်တို့ကတော့ဟိုညဘက်တွေဆိုလို့ရှိရင်အဲ့လိုမျိုးဟိုဖုန်းပြောပြတာမျိုးလေးတွေ Viber ပြောပြတာမျိုးလေးတွေရှိပါတယ်ဟုတ်ကဲ့ပါ အဲ့လိုပဲပေါ့အဲ့လိုပဲဖုန်းကန်ဖုန်းကန်ထိုင်းနေတဲ့ပဲအိပ်ပျော်အိပ်ပျော်သွားတာဟုတ်ကဲ့ဟုတ်ကဲ့ဒါကတော့ခိုင်ကြီးနေတော့ဘောနိုင်နေ

ဟိုလှုပ်ရှားတယ်ပါလေပေါ်လာတယ်ဆိုလို့ရှိတော့လေဟိုဘယ်လိုပြောရမလဲဟိုဖုန်းချတော့မယ်နော်ဟလာနှုတ်ဆက်ပြီးတော့မှဖုန်းချပြတာမျိုးတော့ရှိတာပေါ့အပြောင်းလာပြောင်းလာပေါ်စားဘယ်လိုပြောရမလဲကျွန်တော်ကတော့ဒီတိုင်း public မှာတော့ဒီတိုင်းပဲပြောတယ်ဒီတိုင်းပဲပြောနော်ဒီတိုင်းပဲပြောတယ် public မဟုတ်ဘူးကိုကနှစ်ဦးတည်း nickname တွေတော့ရှိရပါဘူးရှိတဲ့အချိန်မှာတော့ nickname လေးတွေတော့ရှိတာပေါ့နော်နှစ်ယောက်တည်းဖုန်းပြောပြတဲ့အချိန်မျိုးတွေမှာ nickname လေးတွေတော့ရှိတာပေါ့ဟုတ်ကဲ့ public အဲ့ဒါတော့အဲ့ဒါတော့မပြောတော့ပါဘူးဗျာပြောတော့နော်ပုံလေးရဲ့ဘတ်ဒေးကိတ်မှာလည်းနာမည်လေးပါတယ်လေနော်အမတော်ပြောနေပြီဆုံးလေးပါတော့နော်ဟိုတော့ဘယ်လိုပြန်ကောင်းလဲမပြောပြတကယ်မှအခုလိုမျိုးအောင်မြင်တဲ့ဒီဆိုင်ကိုဖွင့်လှစ်နေတာကိုလည်းအယံဝမ်းသာပါတယ်အဲ့တော့မန္တလေးကင်း အမြဲတမ်းအောင်မြင်ပါစေပြီးတော့နောက်ထပ်နောက်ထပ်လည်းဆိုင်ခွဲတဲ့အများကြီးခုနနိုင်ပါစေလို့ဆုတောင်းပေးချင်ပါတယ်ပြီးတော့ပြည်သူများအားလုံးကိုယ်တော်တော်များအားလုံးမန္တလေးပြည်ပြည်သားများအားလုံးလည်းကိုယ်စိတ်နှစ်ပါးအမြဲတမ်းကျန်းမာချမ်းသာကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးချင်ပါတယ်ခင်ဗျာ